ကျွန်တော်ငငယ်တော့အဲ့လိုစုတက်อยู่ရတဲ့နောက်မှာစင်မော်တက်ဖို့တူးတုံနဲ့အထဲမှာပါတယ်ကျွန်တော်ဟောတဲ့ဘလို့မင်းသားဖြစ်လာလဲမသိဘူးတဲ့ငါသားလဲဟုတ်ပါတယ်ကျွန်တော်လည်းဆိုလဲငငယ်ကအဲ့လိုအဲ၈တန်း9တန်း၈တန်းလောက်ကစုတက်อยู่ဖို့ဆိုတူးတုံတာကြောက်တာဒါပေမဲ့အခုကင်မရာရှေ့ရောက်တော့လဲတွတ်နေသူတော့အသားကျသွားပြီးတော့နောက်တစ်ခုကကျွန်တော်လုံရင်လုံရင်နဲ့သိလာတာကျွန်တော်ဒီလောက်ကိုကျွန်တော်သဘောကျကြိုက်ချစ်တယ်ဗျာအဲ့လိုရုပ်ရှင်ကြီးကကျွန်တော်ကြိုက်တယ်အဲဇက်ကောင်ကြီးတွေဝင်ပြီးခံစားတာကြိုက်တယ် ရှာတွေ့သွားတာဗောနော်ကိုယ့်ရဲ့ကိုယ့်ရဲ့အကြိုက်နှစ်သက်တဲ့ဝါသနာနဲ့အလုံးနဲ့လည်းထပ်တူကြရပါတော့အဓိကကတော့တဖက်သက်ဗောနော် တဖက်သက်ငငယ်တော့ခင်ငငယ်တည်းရခင်ပြီးတော့ဗောနော်ဒီကြီးလာတဲ့ချိန်ကျတော့ခင်မင်မှုကနေအဲ့လိုတန်ရုံစင်ကနေအချစ်ပြောင်းသွားတယ်တငငယ်ချင်းပေါ်မှာသူချစ်တဲ့ကောင်လေးသူလှုပ်ချင်တဲ့ຢာလေးကိုလိုက်ပြီးတဖက်ကနေဖြည့်ဆည်းပေးရတဲ့ character လေးပါ ကလည်းကျွန်တော်ပို့ပို့ပါပါလေးပါပဲဟိုကျွန်တော်ရိုက်ခဲ့တဲ့ဇလန်တွေထဲမှာတကယ်ကိုပို့ပို့ပါပါလေးနဲ့စိတ်အရင်ဘယ်လိုပြောမလဲဟိုဒရာမာကြီးဆိုရင်စိတ်ကိုအနေကြီးထဲထားရတယ်အက်ကာရက်တာမှုကြီးထဲထားဒါပေမဲ့ကျွန်တော်ကဒီစက်ကောင်လေးကပို့ပို့ပါပါလေးနဲ့ရိုက်ခွင်းမှာဆိုလဲတကယ်ကို happy set ဖြစ်တဲ့ရိုက်ခွင်းလေးပဲဖြစ်ပါတယ်ငါကလည်းဘာမှမသိဘူးတော့နင်းမူတာကြီးပဲထိုင်ကြည့်နေတာသမီးစားကိုပြတ်ပြလိုက်ပါလားမစားနဲ့ဘောနင်းကိုချင်းစားစိတ်ကိုမရှိဘူး အေးဟာလောက်အခုမဖြစ်လာလေပြောဟာငါဘိနဲ့ပတ်သက်နေတဲ့မိမဘယ်သူလို့ထင်လို့မလဲကိုစဲရဲ့ချစ်သူတဲ့ဟမ်ဘလို့ဟာအဲ့ဆိုအပြည့်တနာမသေးဘူးပဲဟာအဲ့လေအဲ့ဒါကြောင့်ငါငိုနေအောင်အေးငိုတဲ့နေနေငိုတဲ့နေညီကြီးတစ်ဆတိုးပြီးတော့ငိုငိုတဲ့နေဟာနေငေါ့ရွေးနေလားအဲ့ဒီမှာစိတ်ညစ်နေပါလေဆိုနေမှာဟိုဟိုတော့ဟာဟုတ် အတော့မမရရတိတ်မကြသေးဘူးပေါ့နော်ကျွန်တော်တို့ဘင်းနေရမှာကိုနေပိုင်ဒရိုက်တာကိုနေပိုင်ရိုက်တဲ့ထိတ်ညီစကားမှာသွားရရင်လည်းကျွန်တော်တို့အကိုတို့အဲ့လိုညာတိုင်းအဲ့လိုပြီးရင်ပေါ့နော်ပြီးသွားတော့ကျွန်တော်ရိုက်ကွင်းပြီးသွားရင်လောကရိုက်ကွင်းပြီးသွားတဲ့အချိန်မှာအဲ့လိုပေါ့ပေါ့ပါပါသင်းဆိုကြမယ်ဆိုပြီးတော့အမအလွဲလေးတွေဖြစ်သွားတာပါအဲမဟုတ်အဲ့ဒါတော့တိတ်မသိဘူးတိတ်မသိဘူးဆိုတာဘယ်လိုလဲဆိုတာအဲ့တခြင်းကကျွန်တော်တို့ငငယ်လေးတွေကတခြင်းထင်တယ် အဲကျွန်တော်ကအခု26ဆိုတော့အဲဒါမဲ့နားထောင်ဖြစ်တယ်အမြဲတမ်းနားထောင်ဖြစ်တယ်အတုံကတော့မှကျွန်တော်ဂီတာတီးတော့ကျွန်တော်ကော့ကြည့်တီးရအဲလိုမျိုးကကျွန်တော်မရှိဘူးမရှိဘူးဆိုတာဒီလိုကျွန်တော်အဲ့ဒီငငယ်လေးတည်းကအဲ့လိုအချင်းနဲ့ပတ်သက်ပြီးအဲ့လိုနင်းနင်းနေနေကြီးတွေမျိုးတိတ်မကြုံခဲ့ဟိုအတွေ့အကြုံတိတ်မရှိဘူးဘာလို့လဲဆိုတော့ငငယ်တော့အရန်ဆော့တာကျွန်တော်ဆော့ပေါ်လုံးကန်နေအဲ့လိုမျိုးတိမလားရုပ်ရှင်တွေတော်တော်ကြည့်ရအဲ့လိုကြာဒီဘက်အခြေအေးဘက်တိတ်ပြီးတော့အာယုံမဆိုင်ပြစ်ဘူးကြီးလာတော့လေအခုကအလုတ်ဆိုတော့ အဲ့လိုမျိုးဘယ်လိုပြော iconic ဖြစ်တဲ့ဟာမျိုးတိတ်မကြုံမှုခဲ့လိုက်ဘူးเนาะဟိုမျိုးကျွန်တော်ကပြီးတော့ထုတ်မပြတတ်တဲ့လူတွေမှာပါတယ်ဆိုတာ90ရာခိုင်နှုန်းအထက်ပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအိမ်မှာပဲဖြစ်ဖြစ်မိဘအိမ်နဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအာဖက်လေတကင်အဲ့လိုအဘွားပေးပါညာအဲ့လိုမျိုးတော့တိတ်လုံးလေးမရှိဘူးဒါပေမဲ့အခုတော့တော်တော်တော့အဲ့ဒါကိုစူးစမ်းပြီးတော့ဟိုအဖြစ်ပါတယ်ထုတ်ပြတတ်အောင်တော့စူးစမ်းတတ်စူးစမ်းနေတယ်ပေါ့နော်မိဘအိမ်နဲ့ပတ်သက်ကျွန်တော်ငယ်ငယ်တုန်းကအဲ့လိုစုတက်ယူရရင်တော့မှစင်ပေါ်တက်ဖို့တူးတုံနဲ့ ထဲမှာပါတယ်ကျွန်တော်ဟောတယ်ဘလို့မင်းသားဖြစ်လာလဲမသိဘူးတဲ့ငါသားလဲဟုတ်ပါတယ်ကျွန်တော်လည်းသလဲငငယ်ရအဲ့လို၈တန်း9တန်း၈တန်းလောက်ကဆူတက်ယူဖို့ဆိုဒူးတုံတာကြောက်တာဒါပေမဲ့အခုကင်မရာရှေ့ရောက်တော့လဲတွက်နေသူတော့အသားကျသွားပြီးတော့နောက်တစ်ခုကကျွန်တော်လုံရင်လုံရင်နဲ့တည်လာတာကျွန်တော်ဒီလောက်ကိုကျွန်တော်သဘောကျကြိုက်ချစ်တယ်ဗျာအဲ့လိုရုပ်ရှင်ကြီးရကျွန်တော်ကြိုက်တယ်အဲဇက်ကောင်နေတယ်ဝင်ပြီးခံစားရတာကြိုက်တယ်ရှာတွေ့သွားတာပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့ကြိုက်နေတတ်တဲ့ဝါသနာနဲ့အလုံးနဲ့လည်းထပ်တူကြသွားတာပေါ့ ကျွန်တော်အကျဉ်းနဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်အမြင်နဲ့အုံနောက်ထဲမှာဆွဲနေတဲ့ဇာတ်တခုရှိအစတွေကိုမမေ့ပါနဲ့အစတွေကိုမမေ့ပါနဲ့ဆိုတော့ကျွန်တော်2015 16မှာစလုပ်ခဲ့ရတဲ့ဒီပေါ့နော်အနုပညာကိုကျွန်တော်စလုပ်ခဲ့ရတဲ့မော်ဒယ်တန်တန်းတက်တဲ့အချိန်တွေကိုကျွန်တော်ပြန်တွေးကြည့်လိုက်ရင်ဒီနေ့ဒီချိန်မှာအဲဒီလိုလေးလူနည်းနည်းပါးပါးတိလာတဲ့နေရာတခုကိုကျွန်တော်အကျဉ်းနဲ့တယ်ကျွန်တော်အဲ့အတိုင်းလေးပဲကျွန်တော်ပို့ပြီးလိမ်မအောင်နေမယ်ပို့ပြီးစူးစမ်းသွားမယ်လို့ပဲကျွန်တော်ခေါင်းထဲမှာရှိရပါဘူးလို့ဆိုတော့ကျွန်တော်တို့ စလုပ်ခဲ့ရတဲ့အချိန်ကကျွန်တော်ဒီဇိုင်းမမတ်နဲ့တည်တည်ချာချာလေးလုပ်ခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒီဟာကိုပဲကျွန်တော်တိဆောက်သွားမယ်ဆက်ပြီးတော့ဟုတ်ဒီတို့တို့လေးချင်မယ်ရုပ်ရှင်စကားကို MR4 ကနေညတနင်္လာနေ့ကနေတောက်ကြနေ့ဒီည7:50မှာအပြတ်တနေပါတယ် Hipley application ကနေလည်းကျွန်တော်တို့နေ့လယ်2:00မှာပြတ်တနေရဖြစ်ပါတယ်ဒီနေ့ဆိုရင်အပိုင်းလေးရောက်ပါပြီအဆက်ဆက်စောင့်ကြည့်ပေးကြဖို့အတွက်အကျွန်တော်ကအမြတ်တရက်ခံပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကားလေးကပုတ်ပုတ်ပပလေးနဲ့ ပြောစရာကောင်းမဲ့စကားလေးဖြစ်တဲ့အတွက်အဲစောင့်စောင့်ကြည့်ပေးကြပါဦးကျေးဇူးပါဟုတ်